အားလုံးပဲမင်္ဂလာပါရှင်။ဆ ्याम မကြီးဝင်းဝင်းမြင့်နန်းတော်ရှိရေဝင်းမုံချီတန်းဆိုတဲ့ဝိထုရှိကိုအခန်းဆက်ဖက်ပြပေးနေတာ အပိုင်း6ပဲဖြစ်ပါတယ်ရှင်။ တားရေလမ်းစတိုးဆိုင်ကောင်းကောင်းမှာခဏရမယ်ဟုတ်ကောင်းလေးကအဟုတ်ကိုစကားနဲ့နေပြန်သည်ဒိုရင်သိန်းဤစိတ်တွေးသည်တဖြည်းဖြည်းနှင့်ငြိမ်သက်၍ပုံမှန်အနေထားသို့ပြန်ရောက်လာ၏ဆိုင်ရှိမှာကားရပြေးလိုက်တော့ကားပေါ်မှာတယောက်သေးပင်ဆင်းလာခဲ့သည်အဝေးထဲကောင်တာရှိမှရက်မိသောအခါ ဘယ်အစဉ်ဘယ်အတွေ့ဘယ်ရွယ်ကိုပေးရမှမသိတဖန်ကားစီတို့ပြန်လာပြီအတာခဏစင်ငယ်ဟောအထက်ကောင်တာရှိသို့ရောက်သောအခါအယောင်စီးမလေးအားသူ့အတွက်စပုတ်ရက်တွေအကောင်းဆုံးပြပေးပါနော် ပြောသည်ဒေါ်ရင်သိန်းကအင်းကြီးများတဲ့မှာ စိမ့်ပြာရောင်ပြပြလေးပုံမှာ ရင်ဘက်ကအနက်လိုင်းလေးနှစ်စင်းပါသည် အင်ကြီးကိုရွေးသည်ကြိုက်လားဆိုတော့ခေါင်းရမ်းသည်ကဲဒါဖြစ်ကြိုက်တာရွေးသူကအနီရောင် ရေးရေးတောက်တောက်ကြီးကိုရွေးသည်ဟမ်အဲ့ဒီရောင်ရမျက်စိဆိုတယ်ဘလိုပဲပြောပြောသူ့ရွေးထားသည့်အရာကို လက်ကမချဒုံရင်သိန်းကလည်းစိမ့်ပြလေးကိုပဲစိတ်တိုင်းကျနေသည် အယောင်စီးမလေးကနှစ်ထဲလုံးယူလိုက်ပါအန်တီရေပြောတော့နှစ်ထဲစလုံးမင်းယူပြစ်ခဲ့လေသည်ဆိုင်ထဲကထွက်တော့သူ့အရဲ့ရှိကိုင်းကိုင်းကြီးမိုး၍ဒေါ်ရင်သိမ့်ဤပခုံးကိုမထီတတိဖတ်ပြီးနှစ်ထဲရအောင်လုပ်တာနာနာကဲ့၍ပြောသည်ဒေါ်ရင်သိမ့်ကအနေခက်စွာ ကိုကိုလွန့်ပြီးရှောင်လိုက်တော့တဟဲဟဲရေလေသည်ကားပေါ်ပြန်ရောက်ပြန်တော့လေ တယောက်နှစ်တယောက်တခါမှမတိဘူးခဲ့တဲ့လူတွေလိုပင်စိတ်ငြိမ်နေပြန်သည်အိမ်ရောက်တော့ခါကောက်တခါတည်းကိုတော်နဲ့သွန်းလိုက်မယ်နော်ပြောလျင်အင်းရှိမှရံမပေးပဲအရှိန်နှစ်မောင်းသွားသည်ကားရဲ့တော့ခါဒေါ်ရင်သိန်းကကဲအတာအသက်တွေအများကြီးရှိပါစေပြောပြီးလက်ဆောင်ထုတ်ကိုပေးသည် သူကလက်ဆောင်တုပ်ကိုလက်နှစ်ပေါင်း၍တင်းကျက်စွာဆုပ်ကင်ထားသည်။ဘာဆိုဘာမှမပြောဘဲဆူရှစွာမျက်လုံးကြီးတွေနှင့်အကြာကြီးစိုက်ကြည့်နေ၏။အပြူကြီးထိုးရင်သိမ့်သည်စိတ်နှစ်ကိုကက်ညှိမှုမရှိတော့ဘဲရင်ခုန်တဲ့တွေတဒိန်ဒိန်ညီလျက်သူကပြောလဲပြော လက်ကလည်းလှည့်မြန်စွာပင်ခေါင်းပေါ်မှနှင်းစီပန်းကို ဖြုတ်ယူလိုက်သည်။ ြုံးလျက်စိုက်ကြည့်ကပန်းနူရောက်နှင်းစီကိုနှမ်းရှိုက်၍ခြာခနဲထွက်သွားသည်ဒေါ်ရင်သိန်းကတော့ကားပေါ်မှာအယုတ်တယုတ်လိုငြိမ်သက်၍ကြံ့နေရစ်ခဲ့သည်အကိုကြီးခလေးများကကြည်သိန်းမုတ်ပါလားဟုပြေးလာ၍ကြိုချမှအိမ်မက်မှလန်နိုးသလိုအတိတရားဝင်လာသည်ညာအိယာဝင်ပါမှအကြီးအကျယ်ခန်းစားရတော့သည် နောက်တနေ့မနေ့အခန်းထဲကမထွက်ချင်းအောင်မင်းရှက်ရွံ့နေသည်ဘယ်သူတွေမြင်သွားသေးလဲဟုတွေးကာဆူယွန်ထိတ်လန့်မှု အရှိန်ဟုန်ကလည်းပြင်းထန်နေ၏ရေတင်းလိုက်တဲ့ကောင်းလေးဆိုပြီးအတကိုလည်းဒေါသတွေထွက်နေသည်သူ့မျက်နှာကိုမမြင်ချင်လောက်အောင်မင်းစိတ်နာသလိုဖြစ်နေသည်အပြူကြီးဘဝကိုဖျက်ဆီးမဲ့ကောင်းဟုစိတ်ထဲမှကြုံဝါပြီးတော်ပြီ အခုလာမဲတောက်ကြဖျွားမသွားဘူးဟုဆုံးဖြတ်လိုက်သည်နောက်တနေ့နဲ့နဲ့မှာတော့မျက်နှာထားကိုချီပြီးတင်းသည်ထဲတင်းထားလိုက်သည်တင်းထားသည့်ကြားကပင်ဟိုကောင်လေးဘာအင်ကြီးဝှက်ခဲ့တယ်လဲဟုတတိယပြီးသူ့ကိုတစ်ချက်ဝင်ပြီးကြည့်မိပြန်၏သူ့ကိုပေါ်မှာခါတိုင်းဝင်နေချာအင်ကြီးအကွက်အပြာကြီးပါပဲပေးထားတဲ့အင်ကြီး မဝစ်ချင်နေပေါ်ဟု သူ့ပေါ်မှာပို့ပြီးစိတ်ပြက်သွားသည်ထိုနေ့ကသူ့ကိုလုံးဝမကြည့်ပြစ်အောင်မင်းစူးစားနေပြစ်ခဲ့လေသည်တောက်ကြနေရောက်လာတော့မနက်ပိုင်းမှာဟန်မပြက်နေပြီးညနေပိုင်းကျအိမ်ပေါ်တည်းမှ မစင်းတော့ပေကောင်းကလေးကတော့ဒုံရင်သိမ့်ဤတိုက်ွက်ကိုတိပုံမရား သွားနေကြအချိန်မှာကားကိုအိမ်ရှိမှလာရက်ပေးသည်တူတူရေငါနေမကောင်းလို့ဖះမသွားတော့ဘူးလို့အတကိုပြောလိုက်မှတ်ထားမင်းထင်ကအရင်ထမင်းစားခဲ့တာဟုစိတ်ထင်းခါကျင်းဝါလိုက်သေးသည်အမေနဲ့ရောင်မာတွေကအဟုတ်မဲ့၍ပြပြသလဲဖြစ်နေကြတော့စိတ်ထင်းကရီရသေးသည်ဒီလိုလောက်တာပျော်စရာကောင်းသားပဲဟု တွေးမိပြီး ကျင်းနဲ့စိတ်နှင်ပီတိတွေဖြာနေ၏။အိပ်ပျော်တယ်လို့မဟုတ်ဘဲဟိုတေးတီတေးနှင်အတာဆိုသောကောင်လေးသည် အတွေ့ရဲ့သို့ခဏခဏဝင်လာနှောက်ရက်သည် အထူးသဖြင့်အကြည့်ဆူဆူတွေတွေးရင်တော့မှရင်ဖိုခြင်းမိပြန်၏။သူဘလို့နေရမှလဲ။တနာတယ်လို့လွမ်းတယ်လို့။အိုလေမဖြစ်နိုင်ပါဘူး။ ဘလို့မှမဖြစ်နိုင်တဲ့ဇလန်းကိုမစငင်ကရက်လိုက်တာကောင်းပါတယ်ဟု တွေးကပြီးခဲ့တာတွေကိုဇွတ်မေးဖြောက်သည်ဘာမှမဟုတ်တဲ့ကိစ္စလွမ်းလောက်စရာဘာမှမရှိတဲ့ကောင်းလေးများဟုစိတ်ကိုတင်းသည်ဒီလိုနှစ်ပင်နောက်တစ်ပတ်တော့ကြနေသူနဲ့မထွက်ဖြစ်အောင်အကြံထုတ်ရပြန်သည်အမေတင်းတင်းကမှားနေရကြပြီသူနဲ့မတွေ့ရတာလဲကြာလို့နန်းရှိသွားလိုက်အောင်မင်း အင်းရကားလည်းမနက်ပိုင်းမအားဘူးဆိုတော့ဘတ်ကားနဲ့ပဲသွားလိုက်မယ်။အေးစစီမှပြန်လာမယ်။အမေကိုပြောပြရသည်။အမေကတင်းတင်းရဲ့အင်းရကားပြန်လာတော့မှပဲသွားပါတော့လား။ကားကြက်ကြက်နဲ့ညီရဖြစ်မှာမို့လား။အိုးအမေရလေတင်းတင်းရပြင်ဆင်ပြီးဘသူ့ကိုမှစောက်ချင်တာမဟုတ်ဘူး။အမေကောင်လေးရလေတော်တော်ရဲ့ဒီဆိုဟိုဟိုဆိုဒီသူ့စောက်နေညနေမှသွားရမလားမသိဘူး။ ညူစုလျက်ကားပြန်မလာခင်အမြန်ထွက်ခဲ့သည်ကဲဒီတခါလဲမင်းဘာတက်နိုင်သေးသလဲတိမ့်တိမ့်ကိုဒီလိုလုံးလို့မရဘူးလေဟုမန်ဝင့်ရပြန်သည် ထိုတင်တင်ကတော့မတွေ့ရတာကြာပြီးမမျော်လင့်ပဲရောက်လာသည်တငယ်ချင်းကိုဝမ်းသာအားရကြူသည် စကားတွေလည်းပြောအစာတောက်တွေကလည်းတမျိုးပြီးတမျိုးလှုပ်ကြွေးထိုတင်တင်ဤဘဝကတော့တူမတွေနှင်းလုံခြုံပြည့်စုံစွာအေးချမ်းနေသည်ဈေးချုပ်ထဲတွေကိုတိုးချက်ကဆက်ပန်းထိုးတင်နှန်းဖွင့်နာတွေပြောတရားစခန်းဝင်နာပဒီစိတ်ဓာတ်တွေပြောနှင်း ထိုရင်သိန်းကဒေါ်သိန်းသိန်း၏ဘဝကို အားကျနေသည်အလာတုံးကတွေးခဲ့တာတွေတောင်ကြက်ပြောက်ငှက်ပြောက်ပျောက်ကုန်၏ငငယ်တုံးကလူများယောက်ျားတွေအကြောင်းပြောပြီးခွ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 ရီးမိလေမလားလို့အတအကြောင်းလဲတိုင်မင်ရကောင်းလားဟုစဉ်းစားခဲ့တာတကယ်တမ်းပြောမည်ဆိုတော့နှုတ်ကစွန့်အသွားလေသည်ပြောလို့ဘယ်ဖြစ်မှလဲ ဒေါ်တင်းတင်းသည်တငယ်ချင်းကောင်းပီတာစွာပင် ကောင်းလေးနှင့်သဘောမတူပင်ဖြတ်မှာနောက်ပြီးအထင်သေးမှလည်းဆို၍မပြောပြတော့ပင်ညနေခင်းပြန်ရန်ဟန်ပြင်းနေစင်မှာပင်ကြားနေကြကာဟွန်တန်နှင့်ကာရက်တန်ကိုကြားတော့ထိတ်ခနေခင်ခုံသွားသည်ကြည်စံကောင်းလေးလိုက်လာပြီခြေပြားလက်ပြားတွေတောင်အေးဆက်ကုန်ပြီထင်ပါရဲ့အမေကကြိုးခိုင်းလို့ သူကမှုန်တေတေမျက်နှာနှင်စကားပြက်ပြောသည်ငင်းရန်ပြင်စဲအတော်ပဲတော်ပဲပြန်တော့မယ်လို့ပြောခါရှိသေးကားချိုကရောက်လာတယ်ငါတငယ်ချင်းကတော့နော်အခုဒီဖုန်းတကူကြီးတော့လှပနေတော့ပဲဟေးကဲသွားရောနောက်လေမကြမကြလာပါဟဲ့နေလာမှတွေ့ရမှာငါမေတော့ဘာဘူးမှတိတ်မရှိပေမဲ့လုပ်ငန်းကရှိနေလို့မထွက်တာဘူးဒေါ်တင်တင်အင်းရှိမှညင်းနေလင်းရှုပ်ကုန်ပြီဆို၍ အလိုက်တင်ပင်ပြန်လိုက်ခဲ့ရသည်သူကဒုံရင်သိအင်ရှိကိုထွက်မလာခင်ကားကို ရှေ့တကားကိုပင်ကြိုး၍ဖွင့်ထားသည်ကဲဘာတက်နိုင်မှာလဲဒုံရင်သိသည်တယောက်တည်းရှိနေသောအချိန်မှာအတာကိုအနိုင်ရနေတော်လဲနှစ်ယောက်ဆုံးသောအချိန်မှာတော့အတာကဦးနှစ်သူပဲဖြစ်နေလေးရှိတော်သည်အမေကြိုခိုင်းတာဟုတ်ရောဟုတ်ရဲ့လား ဒေါ်ရင်သိန်းကတခေပင်မကျင်နဲ့စွာဖြင့်အတန်ကိုမမတင်းတင်းမေးပြစ်လိုက်သည်။ကောင်လေးကတော်တော်နှင့်မဖြေစိတ်မရှိစွာဖြင့်ဟဲ့မင်းနေရလေစောင့်အော်ပြီးသူ့မျက်နှာကိုမျက်စောင်းထိုး၍ကြည့်လိုက်တော့အိုးမျက်ရည်တွေနေသူဒီကားမောင်းလျက်အတန်မထွက်ဖဲ မျက်ရည်တွေစီးကျနေသည်တိပါတယ်ကျွန်တော်ချက်တယ်လို့မမှရင်မချစ်ဘူးကျွန်တော်ကလူလောကကိုကန့်ဆုံးမှုမှကြပြီးဝင်လာခဲ့တာအဖေမေကလည်းနားမလည်ဘူးဘသူကမှနားမလည်လို့ဖြစ်ချင်ရာဖြစ်ဆိုပြီးထွက်လာခဲ့တော့မမရင်ကိုတွေ့ရတယ်ကျွန်တော်ကတော့မမရင်ကိုမိဘလို့အမလို့ချစ်သူလို့အိုးအမျိုးမျိုးချစ်ခဲ့တယ်မမရင်ကိုချစ်ခဲ့တာကျွန်တော်အမလားဗျာ နားလေလိုက်ပါပြီဒီလောက်ရှောင်းနေကနေကကျွန်တော်ကိုမမရင်ပြန်ပြီးချစ်မိတော့မှအစင်တန်းမတူလို့တထင်းမနဲ့ဒရိုင်ဘာမို့မတူမတန်လို့မချစ်နိုင်လို့ရှောင်းနေတာမဟုတ်လားဒါလည်းအမေရိကန်ဂျိုခိုင်းလို့လာဂျိုတာပါမမရင်ကကျွန်တော်မောင်းနေကားဟုတ်တော့မစည်းကျင်လောက်ပြတ်သားနိုင်တယ်သူပါပြောလိုက်ငိုလိုက်နဲ့ကားမောင်းနေသောသူကိုဘာပြန်ပြောရမှန်းမသိ ကားတစ်ခုခုဖြစ်မှာစိုးရိမ်နေ၏အတာစိတ်ရထားပြီးမှန်ကွယ်မင်းပြောချင်တာကိုတနေရာရောက်မှကောင်းကောင်းပြောအဲ့နေများတယ်အောင်ပင်လေဘက်ကိုခဏမောင်းမယ်နော်သူကခွင့်တောင်းတယ်လို့ပြောပေမဲ့သူခေါ်တဲ့နောက်ကိုတော့လိုက်ရတော့မီဆိုတာတေချာနေတော့သည်ထိုနေ့ညနေကအတာအိမ်မျက်ရည်များသည် မမရင်ဤအတွေ့အကြုံမရှိသောနှလုံးသားကိုချွေသွားနိုင်ခဲ့သည်စိတ်လှူရှားခြင်းကိုစိုးရွံခြင်းကတားဆီးနိုင်တော်လဲချစ်ခြင်းကတော့အရာအလုံးကိုကြော်လွှားနိုင်တော်သည်ဒီလိုနှစ်ပင်တောက်ကြနေတိုင်းညနေခင်းအိမ်မက်ချွချူများကိုမတ်ခဲ့ကြ၏တပတ်မှာခုနှစ်ရက်စလုံးတောက်ကြနေကြဖြစ်ကောင်းပါ အတာကပြောတော့မပိုနဲ့ဟု မျက်စောင်းထုတ်မိတော့လေညနေခင်းကလေးတွေသာတနေ့လုံးတညလုံးဖြစ်လိုက်ပါတော့ဟုစိတ်ထဲကတော့အောင့်မေ့မိခဲ့သေးသည် မမရင်ဤဘဝပြောင်းပြန်လှန်လိုက်သလိုပြောင်းလဲသွားစေမည်နေ့ကတော့တနနက်မှာအတာသည်ခြေထောက်မှာပတ်တီးကြီးနှင့်ရောက်လာသည်ဖုန်ကြီးကြောင့်မအလုပ်လုပ်ရင်ခိုက်မိတာဟုပြောသည် ကားတော့မောင်းနိုင်ပါတယ်။စပိန်စီးဖို့ပဲနည်းနည်းခတ်တာ။အကိုကြီးဒီအတကို ထိုနေကအိမ်မှအိတ်စီခဲ့သည်။ညစာထမင်းလာစားတော့သူ့ကိုစေးလင်းပေးမည်ဟုတမန်မဲပြောလိုက်မိတာ။သူကညကြမှာအေးစီစီလာလိမ့်ပေးပါ။မမကိုပြောစရာတွေအများကြီးရှိတယ်။ ဘယ်တော့များသူ့ကိုလွန်ဆက်နိုင်မှာမလဲဟုစိတ်ညစ်စွာတွေးမိစေ။ခြေတော်များကမိုးမောင်လာသောညမှာတတိကောင်းလွန်နေသည်။မောင်ဆိုသောယောက်ျားတစ်ယောက်သည် မမရင်ဆိုသောမိန်းမတစ်ယောက်ကိုလှပတိမ်မွေးစွာပင်စွန့်အားစေခဲ့ပြီဖြစ်သည်။မမရင်ဤရှက်တတ်သောစိတ်ကြောက်တတ်သောစိတ်စိုးရင်ကြောင့်ကြအားကြီးသောစိတ်တို့ကိုတည်တင်ကအတွင် ဆွဲအားကြီးစွာဖြင့်ဖယ်ရှားပြစ်လိုက်သည်အရွေကြီးသောမိန်းမတစ်ယောက်၏ဘဝတစ်ခုသည် မနှူးမနက်ကောင်းလေးတစ်ယောက်၏ရင်ဝင်ထဲတွင်မောမွကြေခဲ့၏ထိုကောင်းလေးကြောင့်ပင်ကောင်တာမှငွေများကိုလှီ၍လှီ၍စုဆောင်းတတ်ခဲ့ပြီးဈေးဘိုးထဲမှလည်းဖဲ့၍ဖဲ့၍တုံမိခဲ့ရပြီးအမေနှင့်အကိုကြီးတို့ထံမှရသောမုတ်ဘိုးများကို သူသိမ့်စွာသိမ့်စီနိုင်ခဲ့သည် တသက်လုံးကြီးတက်ခဲ့သောဘဝတစ်ခု၏အလှည့်ပြောင်းသည်အတော်လေးအရွယ်ညောင်းမှစတင်ပြီဖြစ်တော်လဲပြောင်းလဲမှု၏အရှင်ဟွန်ပြင်းအားကတော့တိမ်မွေးပွေရာမရှိမှန်းကြိုတင်တွက်ဆထားပြီဖြစ်သည်မောင်ရေဒုနရောက်တနေရောက်ထွက်မှဖြစ်တော်မယ်သူကလည်းထိုအချိန်မျိုးကိုကြိုတင်မျှော်လင့်ထားပြီးဖြစ်နေသည်ဘဏ္ဍာရှိပြီလေ၃လလောက်ထင်တာပဲ တိကြတော့မသိဘူးခုတလောနေမကောင်းခဏခဏဖြစ်ချင်နေတယ်စားလို့လည်းဘာမှမရအောင်အကိုကြီးမိမတောင်ရိတ်မိနေပြီလားမသိဘူးမဒါပေမဲ့မမကတော့အသေးရောက်နေလို့ဆရာဝန်ကပြောတယ်ဆိုပြီးညာထားရတယ်နှစ်ပတ်လောက်အတွင်းပြီးအောင်မောင်စီစဉ်ပါမယ်မောင်မိပါတွေစီပဲပြန်ကြတာပေါ့ဘာမှအားမငယ်ပါနဲ့မမရေနော်မောင်အောက်ကိုတယ်မဟုတ်လားဒီရက်အတွင်းမှာစူးစမ်းပြီးနေကောင်းအောင်နေ အဲ့ဒီနေ့ကတောက်ကြနေပင်ဖြစ်သည်ခါတိုင်းလိုပင်ဖျားကြီးတော်ဟန်ဖြင့်ထွက်ခဲ့ကြသည်ညနေ9နာရီထားကိုစီစဉ်ထားတာမို့အချိန်နှဲငယ်ဆုံး၍ထွက်ခဲ့သည်အင်ကြီးအဝေစာစေစုံလောက်အတုံးဆောင်ပစ္စည်းများနှင့်မယူမပြစ်ယူလိုသောပစ္စည်းများကိုတော့မောင်ထမ်းမှနည်းနည်းချင်းကဲ့၍ဖယ်ထားပီးသားဖြစ်သည်အပီးပိုင်းနောက်ပြန်မကြည့်တမ်းထွက်ခဲ့ရတော့မှမို့ အဲ့ဒီနေကပူခဲရသည်ဆွေးမြေ့မှုအရှိန်သည်ကိုခန္ဓာတစ်ခုလုံးကိုများကျွမ်းချောက်သွားမည်လားဟုမှတ်ထင်ရ၏အမေကလည်းအဲ့ဒီနေကမှကျင်နာနေလိုက်တာ အကိုကြီးကလည်းညမအသေးရောက်နေသည့်အထင်နှင်းဖြိုရည်ဘူးတွေဝဲခဲလို့ညမလှုပ်တဲ့သူက အသေးရောက်တာမဟုတ်အသေးပိုးကိုက်ခံရတာဖြစ်သည်ထိုပိုးကိုတော့ညမကပင်ချစ်ခင်တက်မတ်စွာ တဒရရောစွာကြိုက်စီတာလည်းဖြစ်သည်နောက်ဆုံးမှာတော့ကျေးဇူးကြည်လွန်လှသောအမေနှင့်အကိုကြီးကိုကိုထီလက်ရောက်ရှ िख ိုးဥခိုက်ခွင့်မရတမီချစ်သူနောက်လိုက်သွားပါပြီပစ္စည်းများအလုံးချိန်ရစ်ခဲ့ပါသည်တင်းတင်းကိုမေးလိုက်ကြပါတော့အမေနဲ့ကိုယူတင်းတင်းကြောခဲ့ပါတယ်စာတူကလေးကိုမှန်တင်ကုန်ပေါ်မှာ တင်ထားခဲ့သည် ဓာရီအလုံးမောင်းအစီစဉ်များသာဖြစ်သည်ကားကို အကိုကြီးဤအတိဝတ်လျှော်မှသွားပို့ခဲ့ကာဆက်နေနေဆန်းပေးပါနောက်နေ့မနက်မှလာပို့ဖို့အကိုကြီးကမှားလိုက်ပါတယ်ဆိုပြီး ကားတော့အက်ခဲတာကလည်းမောင်းအစီစဉ်ပဲဖြစ်သည်အင်းဤပြင်ပမှလူသူအများကြီးစိတ်ကြွယ်ရမှာအလွန်ကဲသော အလွန်ကြမ်းတမ်းသော အလွန်ရမက်ကြီးသောအတာသည် အိမ်သားများ၏ရှေ့မှာတော့ဘာမှမသိနားမလဲတော့ပိုးကြောင်ကြောင်ကောင်းလေးတယောက်အလုတ်အကိုင်းဟုသမျှကိုဘာပဲလှုပ်ရလှုပ်ရတည့်ရကျွမ်းကျင်စွာလှုပ်တော့ကောင်းလေးတယောက်သာဖြစ်သည်သူမှာဘလို့အရင်ချင်းတွေရှိနေနေအိမ်ကတော့ဘလို့မှလက်ခံမည်မထင်ဒေါ်ရင်သိန်းကလည်းအားလုံးကိုနောက်တဖန်ပြန်မကြည့်ရအောင်ရှက်လှကြောက်လှ၏ထို့ကြောင့်မင်းကိစ္စရှုပ်စရာ အိမ်ကဆင်ထားသောလက်ဝတ်ရည်တနာများကိုဘာမှမယူခဲ့ငယ်စရင်ဖြတ်ခဲ့၏အပီးကိုချေရမကျက်အောင် ဖြတ်ခဲ့လေသည်အလုံးမိထားနော်မိထားနော်ခဏခဏပြောပြီး လူလီသိမ့်မရှိအောင်အစွမ်းကုန်ပြည့်စုံရရာကျင်နာနေသော မောင်ရင်ခွင်ထဲမှာ အရာအလုံးကိုမေ့နိုင်သလိုလိုပါပဲမောင်ဤစိတ်ဆက်တေးချမှုကြောင့် ရန်ကုန်သို့သွားသောယထာဤအထက်တန်းတွင်အိတ်ခမ်းမှပြားရည်စန်းခီးထွက်သလိုပျော့မိခဲ့သေးသည်ရန်ကုန်မရောက်မီလမ်းဘူရာတစ်ခုမှဆင်းကြတော့ချစ်ခင်ကြီးကလည်းတိုလိုက်တာဟုပျော့မိခဲ့သေးသည်မမဘာကြီးရှောက်ပြောနေရလဲနမိတ်မရှိမောင်က လူကြီးတပွေဟန်တော့အင်းရှေးလျှောက်ရမယ်ခီးမှာ ကလေးကလူကြီးလောက်တာကိုဘယ်လောက်ထိမြန်းတီးခတ်ရအောင်ပါပါလေပြောမိပြန်သည်စင်ငယ်သောဘုရားမအငှားကားကိုခေါ်၍မြုံငယ်လေးတစ်မျိုးစီသို့နှစ်နာရီခန့်ကားစီး၍သွားရသည်အိမ်ကိုရောက်တော့ကြိုတင်တည်နေသော အတမေကဝမ်းသာသည်လည်းမဟုတ်ဝမ်းနေသည်လည်းမဟုတ်သောဥတုအန်တန်မျက်နှာနှင့်စီး၍ကြိုသည် ယူသား၍အေးဆေးပုံရသဖြင့်စိတ်အေးရသည်။နောက်ပြီးအိမ်မှာလူပိုလူရှင်လဲတယောက်မှမရှိ။အတအမေကစကားလဲတိတ်များများဆဆမပြော။ဆက်လဲမဆက်စုသဖြင့်နေတာထိုင်တာရှိလေသည်။သမီးဖေကတော့ခီးထွက်သွားတယ်။တရက်နှစ်ရက်လောက်ရှိမှပြန်လာမယ်တဲ့။အတကတော့မမရင်ပေါ်မှာအဲဝတ်တွေကြေပွန်လှသည်။ ရေစမ်းမရှိရေချိုးခန်းမရှိသောအိမ်မှာချက်ချင်းရေချိုးခန်းဆောက်ပေးပြီးရေကိုလည်းကိုယ်တိုင်ငင်ကိုယ်တိုင်ဆွဲပေးသည်မောင်မျက်နှာတရွာမှန်ထင်မိတာမမားပါဘူးလေဟုတွေးမိတိုင်းမောင်ကိုအချစ်ပိုရလေသည်မောင်အဖေခရီးမှပြန်လာသောအခါအိမ်မှာထူးခြားမှုတစ်ခုဖြစ်လာသည်သူတို့သားမိသားဖာသုံးယောက်ကြိတ်ကြိတ်ကြိတ်နှင်းခေါင်းချင်းဆိုင်တွတ်ထိုးနေကြသည် မမကဆက်ဆက်ဆွဆွမမီးဖြစ်တော့လဲဝမ်းသာခြင်းနဲ့ဖွဲကောင်းတော့ကိစ္စတခုမဟုတ်နိုင်ချောင်းကိုတော့သိထားလေသည်မမစိတ်နှောင့်ရှင်မဖြစ်နဲ့နော် မောင်တို့အိမ်ရဲ့စီးပွားရေးကိစ္စအရှုံးနေပေါ်လာလို့အဲ့ဒီအတော့ပါမောင်ကရှင်းပြသည်မောင်ရေလူကြီးတွေစိတ်မစင်းရပါစေနဲ့မမတို့စုဆောင်နှားလေးတွေရှိတဲ့အကြောင်းပြောပြပြီးလိုအပ်တာကူညီလိုက်ပါ မမကအလိုက်တတိပြောရသည်ချစ်သူနောက်သူငွေထုတ်ပတ်၍လိုက်လာသောတထေးသမီးကို လာလာကြည့်ကြတဲ့မောင်းတငယ်ချင်းတွေပေါ်မှာအရွယ်ကျနေပြီဖြစ်သောသတို့သမီးအလှသည်ဒဏငွေကြီးမမသည် အနှင်းငယ်တော့ဝမ်းနေသလိုဖြစ်မိ၏ နောက်နှစ်ရက်ကြာတော့အသက်60ကျော်ခန့်မိမကြီးတယောက်သည်စောစောစီစီရောက်ချလာသည်။ကန်ဆိုးသူအတာကအဲ့နေကြမှာဘဲမှမသွားဘဲအိမ်မြဲနေသည်။ထိုမိမကြီးကဘာမပြောညာပြပြောနှင်းအတာကိုဖတ်ပြီးငိုလိုက်တာလူတယောက်သေသွားသည့်အတိုင်းရက်ဆက်လိုက်တာတာရဲ့ရက်ဆက်လိုက်တာတာရဲ့ရှိုက်ကြီးတငင်ငိုသည် အတာအဖေနဲ့အမေကလည်းပြူးပြူးပြပြနှင်းဘာလို့ရဘာကန်ရမှန်းမသိမမရင်ကတော့ဘာမှနားမလဲပဲအိမ်ခန်းတွင်းသို့ဝင်၍ရှောင်နေလိုက်သည်အတာရဲ့ဒီကထွက်သွားတာတနည်းမရှိသေးပါဘူးตาရဲ့မင်းဘလို့လုတ်ခဲတာလဲငါတို့မှာတော့မျောလိုက်ရတာမျောလိုက်ရတာဒီလောက်အထိရက်ဆက်လိမ့်မယ်လို့မထင်ခဲ့ဘူးကျွန်တော်အတော့သမီးကိုအပြည့်ပြောခဲ့ပါတယ် ကွာရှင်းစာရုပ်ထဲမှာလေကျွန်တော်ဘက်ကလက်မှတ်ထိုးပေးခဲ့တာပဲအဖေရှင်းပြပြီးမဟုတ်လားကျွန်တော်ဘာမှမတတ်နိုင်ဘူးဒီလိုမပြောနဲ့လေလူလေးရဲ့ဒါဟင်းရွက်ကစုံမဟုတ်ဘူးကွဒူတွေကမြို့မျက်နှာဖုံးလူကြီးလူကောင်းတွေငါတို့မြို့ရိုးထဲမှာလင်ကွဲမရက်ကွဲမရှိဘူးမြို့ရိုးကုန်ကို အပြစ်မခံနိုင်ဘူးဟာအပြစ်မခံနိုင်လို့ကျုပ်ကဘာလုပ်ပေးရမှာလဲခမရသမီးကိုကျုပ်မပေါင်းနိုင်တာချစ်တာမချစ်တာထက် ဟာဗျာပြောလို့မကောင်းပါဘူးသူတိတယ်ဗျာသူတိတယ်သူ့ကိုပြန်မေးကြည့်ကိစ္စပြက်ပြီးသားတွေဒါတွေငါအားလုံးတိတယ်အတာငါသမီးလေးကမင်းနဲ့ပေါင်းသိမ်းခဲ့တာ၃နှစ်ကျော်ခဲ့ပြီမဲ့ကလေးမရဘူးဆိုတဲ့ပြင်မှုမဟုတ်လားဒါကိုငါတို့ဘက်ကချုပ်ရင်းမှုကြီးဆိုပြီးမင်းလှုပ်ချင်နိုင်လှုပ်တာငါသမီးလေးမှာတော့မင်းထွက်သွားပြီးကလေးကမအိတ်နိုင်မစားနိုင်ရန်ကုန်ကိုစီးသွားကုတာလဲမင်းအတွက်ပဲမင်းအတွက်ပဲအတာရဲ့ မိမကြီးသည်အဖုံးကကင်းမဲ့စွာရိုးသားပွင့်လင်းလွန်းစွာနှင်းရင်ပွင့်မတက်ငိုနေသည်ရင်တုမနာဖြစ်နေသည် မမရင်ကလည်းဂုမပင်ဆက်ရည်လေ၍ရင်ကိုမထုဘဲအနာကြီးနာနေမိတော်သည် ထို့မိမကြီးလိုပင်ရက်ဆက်လိုက်တာမောင်ရဲဟုရင်ပွင့်သွားအောင်အော်ဟစ်ပြစ်လိုက်ခြင်းသည်ပြီးတော့ပြက်ပြီးဘဝပြက်ပြီးဟု ယူယူနှံ့နှံ့ရွတ်ဆုံနေမိသည်ဘသူမျက်နှာကိုမှမကြည့်ခြင်းဘသူကိုမှလည်းစကားမပြောခြင်းဒီချိန်မှာအားပေးတာနှစ်သိမ့်ချုံမော်တာတွေအားလုံးဟာလိန်နာညာတာစေကားကြီးပေါ်မှာအချို့ဖုံးတာပဲမိမဘဝမှာအစိုးရသောအလင်ညာတွေကိုယုံခဲ့ပြီးမှနောက်ထပ်လင်ညာခံဖို့လိုသေးရဲ့လား မမရင်သည် အတွေးထဲမှရံပွားလျက်ပူလောင်လျက်ဘာသမ်းမှမကြားခြင်းပဲတကားစီသို့ပြေးသွားကာချက်ထိုး၍ပိတ်လိုက်သည်ဒီနေ့ပိုင်းမှာတော့တာပေတူအဖေအဖြစ်တောင်းရင်တာပေတူအဖေရဲ့ရောက်ခမဖြစ်ဟေစင်တာပေတူအမေတင်းတင်းတစ်ဖြစ်လဲဒေါ်ရင်တင်းဖြစ်တက် ဒေါ်ရင်သိန်းအမေနဲ့ဒေါ်ရင်သိန်းရောက်ခမအဖြစ်ဒီမူဒေါ်ရင်သိန်းတငယ်ချင်းတင်တင်အဖြစ်အန်နာစက်ကြောင်းပြုံးသူနဲ့မိတော်ဖြစ်ရီချေရူဟာအတူပူးပေါင်းတင်ဆက်ထားတာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်အပိုင်းခုနှစ်မှာပြန်တွေ့ပါမယ်နော်အဆုံးထိနားဆင်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်